お前、それ赤いの入ってきてん โซลาก็อกูอกูดีนวยาดีตัดปุล่ะนวยาดีเบ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 รอลอดได้อ่ะกูมีอะกองเปียเบรอลอดได้อ่ะกองตรงนั้นสอุ้มมาท้าบ่ารอเราโซลาเสจ่าเนี่ยถึงตัดတော့อกองตรงมั้ยโซลาก็ดูနေတာပဲရှိတယ်ဗျာปูတာတော့မရှိဘာလို့ဆိုอกูအကုန်လုံးကတော့ဒီမီးကတော့တုံးနေတယ်ဗျာမီးတုံးနေဆိုโซลาตัดထားရဲ့ဆိုရင် ကောင်းတာပေါ့ဘာလဲဆိုအကူပတ်စံပို့တုံးနိုင်နေဆိုရင်တော့အကယ်လို့โซลาตัดထားရဲ့ဆိုโซลาตัดဖို့နေရာလည်းရှိတယ်ဆိုရင်ကျွန်တော်ပို့ကောင်းတယ်အဲဘယ်လိုမျိုးလဲဆိုတော့โซลาကကျွန်တော်တို့ကအချိန်မြင့်တက်လို့ရတဲ့အရာတစ်ခုဖြစ်တယ်အပြည့် ူရီယာတစ်ချက်ကကျတော့ဆိုလာတက်ထားရဲဆိုရင်အိမ်မီတာကဗျာအနည်းနဲ့များတော့ကျွန်တော်တတ်တာအဲကျွန်တော်ရန်ကုန်မြို့ထဲမှာဆိုရင်ကျတော့မီတာကအရန်တော့မများပါပဲဆိုလာတက်ထားရဲဆိုရင်မီတာကအနည်းနဲ့များတော့တတ်တာပဲကျွန်တော်အချိန်တစ်ခုရောက်ပြီဆိုရင်အိမ်မီတာကကကျွန်တော်ဆိုလာဘိုးနဲ့ပြန်ကြည်ဝါနိုင်တယ်ပေါ့နော်အဲနောက်ပိုင်းကျွန်တော်တို့အမီအရန်ပြတ်တယ်ဘာညာဆိုရင်လေအာဆိုလာကနေကျွန်တော်ဓာတ်ရိုက်သုံးလို့ရတဲ့စနစ်တွေလည်း ကျွန်တော်လုတ်ပေးတယ်ဥမာဗျာကျွန်တော်ခုနကပြောသလိုအိုက်တဲ့ကျွန်တော် 10kW ဆိုရင် solar 8000W ထည့်လို့ရအာ 8000W ထဲမှာမှာကျွန်တော်တို့က solar ကို12ချက်ပို့12ချက်လောက်ထိထည့်လို့ရ12ချက်ဆိုရင်မနက်ကိုထားပါတော့6ချက်ကကျွန်တော်တို့ inverter battery ကိုအသွင်းနဲ့ LCD battery ကိုအသွင်းနဲ့ဘက်မှာသုံးမယ်ကျန်တဲ့6ချက်ကိုကကျွန်တော်တို့ကမီးသုံးနေတဲ့အချိန်ပေါ့နော်မီးသုံးတာဆိုတော့ဥမာကျွန်တော်တို့ aircon ဖွင့်မယ်ကျွန်တော်တို့ dandy ကသုံးမယ်နည်းနည်းတော့ပါသုံးတာနော်အများကြီးတော့ heavy လောက်တော့မဟုတ်ဘူးအဲ့အတော့ကိုကျွန်တော်သုံးလို့ရအဲဒါ6ချက်6ချက်ဆိုတာကျွန်တော်ဒီတိုင်းဖွဲပြတာပေါ့အဲ့လိုမျိုးမဟုတ်ဘဲနဲ့မနက်ကို ကိုကဘက်ထရီပဲလုံးဝအားသွင်းနေတယ်ဆိုရင်လည်းဘက်ထရီကဆယ်ရိုက်ပြီးသွင်းနိုင်မယ်။အဲကဲလို့ဘက်ထရီအားသွင်းနေတဲ့လုံးနေနဲ့သုံးနေတယ်ဆိုရင်ဆိုလာရတဲ့နေနဲ့ယူပြီးသုံးနိုင်မယ်နော်။ အဲ့လိုမျိုးလုပ်လို့ရအဓိကတော့အကိုမီလာမီပြက်ကိုအရင်မစင်စားမဲနဲ့ဆိုလာတက်ဖြစ်နေဆိုရင်တော့အဲ့လိုမျိုးစင်စားမီပြက်မှမယ်ဆိုလာတက်ချင်နေဆိုရင်ကျတော့မီပြက်တဲ့ဥမာကျွန်တော်နွေရာသီမှာတစ်ခါကြိုင်7နိုင်လောက်ပြက်7နိုင်လောက်ပြက်တဲ့အချိန်ကြိုင်ဆိုလာအားကိုမှရတော့မယ်ဗျာကျွန်တော်ဒီအင်ဗာတာကကျွန်တော်တို့က7နိုင်လောက်3မီတာဘက်ထရီတစ်လုံးကိုခဏလေးနဲ့အားမသွင်းမိနေအောင်4နိုင်လောက်တော့အနည်းဆုံးကြာအဲ့လိုမျိုးဆိုရင်ကျတော့ဆိုလာအဲ့အချိန်မှာအခုချိန်ကတော့ဈေးတက်တာတယ်လို့တော့ကျွန်တော်ပြောလို့ရတယ်ဈေးတော်တော်တက်တာအခုချိန်ကဟုတ်